ဲ့တော့ဒေါန်ဆန်းစုကြည်ရောဦးဝင်းမြင့်ရောဒီကိစ္စကိုတိကိုမသိဘူးဟိုတာဝန်ခံစရာလည်းတောင်းချင်ဒါပေမဲ့သူကြဟိုသူကြတကွာအဲသူမေးဖို့မေးလိုက်ပြီဆိုကြတယ်ဒီမေးခွန်းရှိတယ်ဟောမေးခွန်းရှိတယ်ဆိုကြတယ်အကောင်ရှိလို့အရေးထင်တာလို့သူနားလည်သွားပြီးတော့မိကုန်းမိခိုင်းတဲ့ချိန်မှာတော့မစတော့သူမသိကောင်းမသိဘူးပဲသိချင်တယ်သိမသိချင်မသိဘူးပဲမိကုန်းမိခိုင်းချိန်မှာဒါရှိတယ်ဆိုတော့ message ကသူ့ချိန်မှာရောက်သွားပြောလို့ရတာမှန်တော့ပေါ့ဆိုတော့ဒါဆိုရင် तू လက်ခံချင်တယ်လက်မခံချင်ဘူးဆိုတော့သူ့ရဲ့အမူအရာနေသူ့ရဲ့ ဒီထွက်ဆိုချက်တွေတက်တည်ပြလို့ရတယ်တဘောလက်ခံခြင်းနဲ့ခံနေမခံခြင်းမခံဘူးဆိုတာပြလို့ရတယ်တဘောဖြစ်တော့နော်ပြောလို့ရမှန်ပါပေါ့မှန်ပါနောက်တစ်ခုပြည်သူတွေအဲဆိုရင်လက်ခုလောက်ပါ TV အားပေးတာ NLD ပဲဒါမလို့ကျွန်တော်တို့ကတော့ဘရော့မှဟို NLD ဟာအကျံဖဲ့ဘူးဆိုတော့မယုံကြည်ဘူးလို့ကျွန်တော်အေးမင်းတို့ဘယုံကြည်မင်းတို့ကြောက်တာကို NLD တန်ကြတယ်မင်းတို့ဖိန်တော်ကြောက်နေတဲ့ကောင်တွေအဖွဲ့ရယူမင်းတို့ကြံ့ဖို့ဖွဲ့ရယူဒါပေမဲ့မင်းတို့ကလည်း NLD ကိုမယုံကြည်သူပြည်သူတွေကလည်းမင်းတို့ကိုမယုံကြည်ပါဘူးမင်းတို့ကြံ့ဖို့ကောင်တွေကတော့မင်း ဟိုကခုသိနေတယ်အကုန်လမ်းမှန်ကြိတ်ခမ်းမှာအကုန်ပျောက်ပျောက်မှာနော်မင်းတို့တက်အောင်ရှောက်လို့ရမှာမကောင်းဘူးမဟုတ်ဘူး နာမျိုးတွေအားလုံးပဲငလင်ပေးနေမိပြီးတယ်မှာများဆုံးကြီးဝင်ကြပါစေလို့ဆုတောင်းပေးနေမှာကျွန်တော်ရဲ့ကိုဂျက်ရီဗော်လူရှင်း channel ပြည့်ပြန်နေကြိုးစားပါတယ်ဒီလိုလေးရွှေချင်မလို့သွားပေးခင်မှာတော့ယနေ့ဇွန်လ23ရက်နေ့တနင်္လာနေ့ရက်ညပိုင်းထီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပေးတဲ့ဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲ ဆုံးနေကြည့်ဖို့ဒီနေ့အထက်မှတောင်းဆိုလိုက်ပါရစေ။ဒီနေ့ပုံအနေနဲ့ကတော့တော်လိုင်းတင်မြရဲ့စိုးမိုးနေမြေတွေဟာမလေးရှားနိုင်ငံထက်ပင်ကြီးမားနေပြီးအသွင်ကူးပြောင်းရေးဆိုရာတရက်လိုအပ်နေမှုကိုလည်း IAO တွေကနေပြီးတော့သဘောတူညီလက်ခံထားတယ်လို့ Energy ဝန်ကြီးဒေါက်တာဇော်ဝေဆိုတာနေပြီးပြောကြားခဲ့ပါရစေ။မြန်မာနိုင်ငံမှာတော်လိုင်းတင်မြရဲ့စိုးမိုးနေမြေတွေဟာမလေးရှားနိုင်ငံထက်ကောင်ကြီးမားနေပြီးအသွင်ကူးပြောင်းရေးဆိုရာတရက်လိုအပ်နေသည်ကိုတိုင်းရင်းသားတော်လိုင်းတပ်ဖွဲ့များ IAO တွေကနေပြီးတော့အခြေခံအပြင်သဘောတူညီလက်ခံထားကြောင်းမြို့သားညွေရဲ့ဆိုရာ Energy ဝန်ကြီးဒေါက်တာဇော်ဝေဆိုတာထုတ်ပေါ်ပြောကြားခဲ့ဖြစ်ပါရစေ။ ဝိုင်းရင်တင်းနောက်ဥက္ကိမောင်စိုးနဲ့တွေ့ဆုံမိမြန်ခန်းမှာလဲမြို့သားညီဝေးအစိုးရပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာဒေါ်ဝေစုကအထပ်ပါတိုင်ပြောဆိုခဲ့တာဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာကွန်လိုင်းတင်များရဲ့စိုးမှုအရိဟာမလေးရှားနိုင်ငံကြီးတောင်ပြီးမှနေပြီးစိုက်ပျိုးမှုမျိုးလုပ်ငန်းများဖြင့်လက်ပတ်နေကြောင်းဒေကြောင်းရမအပကွန်လိုင်းတင်များသွာလာနိုင်တဲ့နေရာတွေဟာကြီးမားကျပြန့်လာကြောင်းဒေါက်တာဒေါ်ဝေစုကပြောထားပါတယ်။အခုကျွန်တော်တို့တွေစိုးမှုနေတဲ့နေမျိုးတွေဟာမလေးရှားနိုင်ငံလောက်မကတော့ဘူးထင်နေပြီ။အဲ့ဒီ feeling တကယ်ကိုပြင်းပြင်းစိုးမှုနေတာပါ။အခုကျွန်တော် ပြသွားလိုက်ရင်လေဝင်းတွေတိုက်ခင်းပြုတ်ကနေမဆိုင်တယ်မပြိုးတဲ့လေဝင်းမှမရှိတာမဆိုင်တယ်မပြိုးတဲ့နေရာဒေသမှမရှိတာနောက်မွေးမြူရေးတွေလုပ်ငန်းတွေလုံနေတယ်ပုံမှန်လေပတ်နေတဲ့စိုးမိုးဒေသတခုရှိဒီကြောင့်ရမှာအပေါ်ဗျာဖြစ်နေတယ်ဆိုတဲ့ခံစားချက်မျိုးရတယ်ဒီမြေဒီဒီဒေသတွေဟာအဝတ်တွေပိုင်ဆိုးနေပါလားအဝတ်တွေသွားနိုင် လာနိုင်လုံနိုင်ကြိုင်နိုင်ပါလားဆိုတဲ့အသိနဲ့ပြည်နေမျိုးကိုခံစားချက်ကဒီပြင်ရောက်တဲ့ခါမှာပဲရပါတော့တယ်လို့ ဒေါက်တာဇော်ဝေစုကရှင်းပြထားပါတယ်။မလေးရှားနိုင်ငံဟာစတူရန်ဧရိယာမိုင်ပေါင်းအသိန်း2,824ကျော်ဝန်းပြီးမြန်မာနိုင်ငံဟာဧရိယာစတူရန်မိုင်ပေါင်းအသိန်း6,228တပြင်းမလေးရှားနိုင်ငံမှာမြန်မာနိုင်ငံထက်နှစ်ခန့်သိငယ်နိုင်ငံတစ်ခုဖြစ်တယ်လို့လည်းပြောထားပါတယ်။အဲ့ပြင်တော်လိုင်းကြီးတများအစိုးမိုးထားတဲ့နေပြည်တော်ကိုခြေခံပြီးအတွင်ကူးပြောင်းရေးဆိုးရတရက်ဖွဲ့စည်းဆိုသောသဘောထားကိုလည်းတိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းများကနားလည်လက်ခံသဘောထားကြောင်းအိတ်စင်ကိုတလန်းရန် စီးရီးနိုင်ငံကြီးနောက်ဆင့်တည့်ရန်လိုအပ်ကြောင်းသူတို့ကဆက်ပြောထားပါဗျာ။ကျွန်တော် informal ဖွဲ့စည်းရင်တွေ့ဆုံတော့ informal ကျွန်တော်နားလည်တော့ကတော့အဖွဲ့အစည်းတွေအားလုံးကတကယ်ကိုပဲအတွင်ကူပြောင်းရေးကာလအတွင်ကူပြောင်းရေးအစိုးရတခုလိုအပ်နေတယ်ဆိုတာအားလုံးသဘောတူပါတယ်။ဒါပေမဲ့အဲ့လိုဖြစ်ဖို့အတွက်ကတော့စီးရီးနိုင်ငံကြီးနောက်ဆင့်တက်ဖို့လိုအပ်ပါတယ်။နောက်ဆင့်တက်ဖို့အတွက်ကျွန်တော်တို့တွေကအဲ့ဒါကိုစူးစမ်းရမယ်။ဒါကြောင့်စီးရီးနိုင်ငံကြီးနောက်ဆင့်တက်ဖို့အတွက်အားလုံးဝိုင်းပြီးတော့ကြိုးစားဖို့လိုတယ်။ဟန်ရီယင်ဝင်ကြီးဒေါက်တာဇော်ဝေဆိုးကပြပောက်တင်ရောက်ရှိနေရမှာယခုကောင်နေဆန်းပိုင်းမှာ မြန်မာပြည်ကိုပြန်ရောက်လာပြီးပြည်တွင်းမှာပြီးပြန်လာခဲ့သောပထမဦးဆုံးသောပြည်တွင်းပြန် NUG ဝင်ကြီးကျော်တဲ့ဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းပို့အနေနဲ့ကတော့အချမ်းမတ်စစ်ကောင်စီတပ်မတော်၄ MNC ဖြင့်တည်ယူပို့ဆောင်ရေး Y8 လင်းတင်းနစီကိုတရုတ်နိုင်ငံကူမင်းလေစိတ်မှရှာဖွေတွေ့ရှိရပြီးစစ်ကောင်စီအတွက်မကြမီအသုံးပြုတော့မယ်လို့ယူဆအောင်မြန်မာ witness ကဒင်းထုတ်ပြန်ခဲ့ပါတယ်။အကြသမီးကမိတ်ဆက်ကသော Y8 အမိနံပါတ်၅၉၂ကိုလည်း၂၀၂၄ခုနှစ် ီဇင်ဘာလမှာစတင်သုံးပြီးကြပြီးအတိတ်ရှိရတဲ့ WIN ဒိန်နစီရလဲမိနမမြန်မာ9923နဲ့9924လေးဖြစ်ကြောင်းသိရှိရပါတယ်။တမတော်လေးဟာစစ်ဘက်လေရင်များနဲ့ပတ်သက်ပြီးဝန်ဆောင်နိုင်စွမ်းနဲ့ဗတ်ဆုံအသုံးပြုမှုအတွက်ထူးလေးတာတဲ့ WIN လေရင်များကိုဆက်လက်တိုးချဲ့အသုံးပြုလဲရှိကြောင်းနဲ့အဆိုပါ WIN လျှောက်ထက်လေရင်များရောက်ရှိလာခြင်းဟာစစ်ကောင်စီလေတဲ့အတွက်ထောက်ပံ့ပို့ဆောင်ရေးနဲ့လေပတ်နိုင်မှုကိုစွမ်းရည်ကိုတိုးပွားစေရန်ဖြစ်ကြောင်းသိရှိရပါတယ်။ ရမစီကောင်စီတန်းသူအဲဒီပို့ဆောင်ရေး Y8 လိန်အနည်းဆုံးခုနှစ်စီးကန်ရှိကြောင်းနိုင်ငံတကာစောင့်ကြည့်လေ့လာရေးဖွဲ့ကလည်းထုတ်ပြန်ကြေညာသိရပါဗျ။ကဲအမေစုကဲစေးရည်ရင်တခုဝယ်တာတော့မင်းအောင်လိုင်းကနေပြီးတော့1095နာရီချခဲ့ဖြစ်တဲ့အတွက်မင်းအောင်လိုင်းတကောင်အခုလိုမျိုး Y8 လိန်ခုနှစ်စီးဝယ်တာဆိုရင်တော့မင်းအောင်လိုင်းကို1000အနှစ်100ကျော်ဒီထမှန်မယ်နေထားကူရောက်နေတာတော့အသေးချာပါပဲ။ဒါကြောင့်တော်လန်ပြည်သူများအနေနဲ့1000အနှစ်100ကျော်မပြောနဲ့။ဒီခါလည်းပြိဿတုံးပြက်ဖြုတ် တစဉ်မျိုးဆက်တစ်ခုမချမ်းလောက်အောင်မှာတော့အသေးချာတစ်ခုပဲဖြစ်ပါတယ်။ဟုတ်တယ်တင်းမို့အနေနဲ့ကတော့မြန်မာထိုင်းနယ်စပ်ကြီးကကီကပလေတက်စကန်ကထွက်ပြေးသွားတဲ့တမူးပေါဝင်အသား60ကန်ထိုင်းနိုင်ငံကိုမရောက်သေးပဲနယ်စပ်တင်ရမှာတော်လိုင်းရဖွဲ့တွေကလိုက်လံဖမ်းဆီးနေတယ်လို့အင်းစီးသတင်းတွေကထုတ်ပြန်ထားပါတယ်။ထိုင်းမှာထွက်ပြေးသွားတာရောက်60ပါ။ဒါပေမဲ့လုံးဝမရောက်သေးပါဘူး။အဲ့ဘက်ကတော့လုံးဝမရောက်သေးတာသိရပါတယ်။အင်းစီးသတင်းတွေကလည်းအခုလိုပြောထားပါတယ်။ထွက်ပြေးသွားတဲ့စသားတွေကိုတော်လိုင်းတတိကလိုက်လံဖမ်းဆီးနေတယ်လို့သူကဆက်ပြောပါတယ်။ကီကပလေ ။တက်စကန်ကိုတော်လိုင်းတရိယာမနေ့ညနေပိုင်းကဝင်ရောက်စီးနေတဲ့အချိန်မှာစစ်ကောင်တပ်သားရဲ့ထွက်ပြေးသွားတယ်လို့လည်းပြင်စီးနေမှာဖော်ပြထားပြီးအန်ရသူတွေလည်းပါပြီးတရင်မှုတူတွေလည်းပါပြီးလည်းသိရှိကြပါတယ်။ကျန်ုန်နေနဲ့မာနေပရောထဏာချုပ်ကဆုတ်ခွာသွားပြီးနောက်ဤကယ်ပလဲစကန်ကို1995ခုနှစ်မေလသတ်တင်ကဌာနချုပ်တည်ဖြစ်ပြောင်းရွှေ့တောင်ကပြီးနှစ်နှစ်မပြည့်မှ1998ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကတက်မှန်ကျူးကျော်တက်ခဲသိမ့်ပိုက်ခံရခြင်းဖော်ပြထားပါတယ်အဲ့စကန်ကို28နှစ်ကြာမှာတော့1995ခုနှစ်ဇွန်22ရက်နေ့မှာပြန်လည်ရယူနိုင်ခဲ့တယ်လို့ကျန်ဖော်ပြခဲ့ပါတယ်ကျန်နေထုတ်ပြန်ချက်မှာဤကယ်ကြာဆုံးအခြေအနေတွေ လက်နက်ခင်းရသိမ်းမှတ်မှုတွေကိုတော့ချိန်ဒီကိုဖော်ပြမထားပါဘူး။ KNL နဲ့တူ KN မြို့သားကာကွယ်တပ်မတော် KNDO ပြည်သူ့ကာကွယ်တပ်မတော် PDF တို့ပူးပေါင်းပြီး ခန်းသိမ်းတိုက်ခတ်ခဲ့တယ်လို့ဒီပေးထားပါဗျ။ဒါတွေကိုကြည့်ရမယ် PDF တွေရဲ့စွမ်းဘလော့တီတော်မှာအသုံးဝင်နေဆိုတော့လက်တွေ့ကြည့်ရမြင်ရနေတာကိုဖြစ်ပါတယ်။နောက်တစ်သတင်းပေါ်အနေနဲ့ကတော့နေရီကန် viewer ပတ်ဝန်းကျင်ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်တိုက်ခတ်နေပြီးစစ်ရင်တန်းများဖြင့်အင်အားများပြားဖြည့်တင်းနေကြောင်းသိရှိရပါတယ်။ Ambran Landy မှာရှိတဲ့အမြောက်တပ်၄၃ညာကိုကိုရဲရင်ဖြင့်လူဝင်ရဖြည့်နေပြီးတော့အိမ်နေမှာတဆင့်ကိုမိုင်ကောမှာရှိတဲ့နေရီကန် viewer ကိုလည်းစစ်ရင်တန်းဖြင့်အင်အားဖြည့်တင်းကိုသိရှိရပါတယ်။အဲ့ဒီဒေသတွေမှာရှိတဲ့ကပ္ပါစာများတရင်းများမှာတဆင့် အသိမုံရလမ်းပိုင်းမှာလည်းနေရီကံကိုအင်အားဖြင့်ရောက်သိကြပါတယ်။နောက်တဲ့ဘုံအနေနဲ့ကတော့မုံရချင်းတော်ကနေပြောင်းရွှေ့ထားတဲ့နိုင်ငံရေးကျင်းသားတွေကိုဥပိုလ်ထောင်ဝင်မှာရိုက်နှက်ကယခုချိန်မှာတော့တီးသန့်ခွဲထားတယ်လို့သိရှိရပါတယ်။မုံရထောင်ကနေဇွန်လ12ရက်နေ့ကနေပြီးတော့နိုင်ငံရေးကျင်းသား80ကျန်းကိုဥပိုလ်ထောင်အကျဉ်းတော်သမီးဆောင်ကိုရောက်လာတယ်လို့သိရှိရပါတယ်။မြို့သမီးနိုင်ငံရေးကျင်းသူတွေမှာချို့ဟာမုံရမန္တလေးတလန်းလုံးမှာတို့တို့ခံထားခဲ့သလိုတိုက်နဲ့နှိမ့်ဆက်ခံရသူတွေပါတယ်လို့သိရှိရပါတယ်။နိုင်ငံရေးကျင်းသူတွေကိုအဆောင်3ရက်အပေါ်တက်မှာ ်ဤတန်ခွဲထားတယ်လို့လည်းအိုးဘိုကြီးထောင်နေစစ်တွေကသိရှိရပါတယ်တော်လိုင်းကလာပဲဖြစ်ဖြစ်တော်လိုင်းပြီးကလာဖြစ်ဖြစ်ကောင်းတွေကိုအားလုံးတိမ့်ပိုက်ပြီးတဲ့ခါမှာတော့ဒီကောင်းတွေကိုလည်းတန်းလို့ထားလို့မရပါဘူးဒီကောင်းတွေကလည်းစစ်ကိုးတွေရဲ့လက်အောက်ကဖြစ်ပြီးတော့ကိုယ်လိုပဲချင်းညာတဲ့ကောင်ဖြစ်တဲ့အတွက်ပုံပိုင်တွေရောထောင်မှုတွေရောထောင်မှရှိတဲ့ဝင်တဲ့ကောင်တို့ကျွန်တော်တို့ကောင်တို့စစ်စစ်ပြီးပြပေးရမှာတော့အသေးချာတစ်ခုပါပဲဟို CDM လောက်ခိုင်းခြင်းအပြင်အဓိကနင်နာသွားတာကပြည်သူလူထုမဟုတ်ဘူးလားလို့ကျွန်မပြောချင်ပါတယ်ဒီဝန်ထမ်းတွေရဲ့ဘဝတွေကဘသူတွေကတာဝန်ယူမှာလဲ ဒါဥပဒေပြဋ္ဌာန်းတယ်ဆိုရဲဟာကမနေ့တနေ့ကမှဥပဒေပြဋ္ဌာန်းတယ်ဖမ်းဆီးတာတွေအလုံးကလွန်ခဲ့တော့နှစ်နှစ်လောက်တည်းကစတင်ပြီးတော့ဖမ်းဆီးပြီးတော့ထောင်ချနေတယ်ဆိုရဲအဖြစ်အပျက်တွေကိုတွေ့ရတယ်လွန်ခဲ့တဲ့နှစ်ရက်လောက်ကဒီ CRPH အနေနဲ့ non CDM တွေပေါ်မှာအရေးယူအဖြစ်ပေးရန်ဥပဒေပြဋ္ဌာန်းတယ်လို့ကျွန်တော်တို့တွေ့ရှိရပါတယ်ဒီလိုမျိုးဥပဒေပြဋ္ဌာန်းလိုက်တော့ဟလာကြောင်းဆရာဆရာမတွေကကလေးတွေကိုစာမတင်တော့ဘူးလားအဲ့ဒီလိုပဲဟလာဟိုတခြားကျမကြီးဝန်ထမ်းတွေရောတီတူလူလူရဲ့ ဟိုကိစ္စတွေကိုမဆောင်ရွက်ပေးရတော့ဘူးလားအထူးသဖြင့် public service လုံးတဲ့ဝန်ထမ်းတွေကို CDM လောက်ခိုင်းခြင်းအပြင် အဓိကနစ်နာသွားတာကပြည်သူလူထုမဟုတ်ဘူးလားလို့ကျွန်မပြောချင်ပါတယ်။တော်လှန်ရေးလုပ်တဲ့ကာလမှာပြည်သူလူထုမနစ်နာအောင်တော်လှန်ရေးလုပ်ရမယ်ဆိုတဲ့ဟာကသူတို့ဒီပဲကြွေးကြော်နေတဲ့ကိစ္စဖြစ်တယ်။ဒါပေမဲ့အခုကတော့ပြည်သူဘာကိစ္စတွေကိုပဲလှုပ်လိုက်လှုပ်လိုက်ဒါတွေကပြည်သူလူထုကိုအဓိကနစ်နာပါတယ်ဆိုတာကိုသိဖို့ကောင်းပါပဲ။ဒါကြောင့်မို့လို့ဟလာပညာရေးစက်တာ အာကျန်းမာရေး sector ဆိုတာမထီရတဲ့ sector ဆိုတာကဘာမှလည်းပြောင်းလဲထားတာဖြစ်ပါတယ်။လွန်ခဲ့သော2024ခုနှစ်မှာလာတက်လို့အဲအဲ့ဒါဆိုရင်ပညာရေး sector ကိုမထီရအောင်ဆိုရင်ဆောင်ဝင်နေ engineer တွေကုန်လုံးကိုနေပါကနေပြီးတနက်တွေနေပါပြောမှလည်းပြောပြောပြောကြည့်ပါဦး။ကျန်းမာရေးဝန်ထမ်းတွေကိုမထီရအောင်ဆိုရင်ရောကျန်းမာဆောင်ဝင်တွေတော့ထုခံနေရတာပြီးတော့လူမှုကူနာသိင်းတွေလူမှုကယ်ဆယ်ရေးသိင်းတွေကားတွေကိုဖမ်းဆီးပြီးတော့အဲ့ဒီကလူတွေကိုတနက်တွေထုနေရောနေကဘာပြောမှလည်း တော်လေးကိုစိုးစိုးရွာပါပဲ။အမြန်မာနိုင်ငံမှာလက်ရှိရဖြစ်နေတဲ့အာနာမမောလို့ဆိုပြီးတော့အဘလက်ထက်မှာပြိုဘကဝင်မဲ့ကောင်မတွေကောင်တွေရဲ့နေသားတို့ဖြစ်ပါတယ်။ဒါကြောင့်ဒီကောင်မတွေဒီကောင်တွေကိုလည်းတန်းရှင်ထားလို့မရဘူးဆိုတော့အားလုံးသိဖို့လိုအပ်ပါတယ်။လေးတက်ကတူနဲ့ကလေးတက်ကတူကဆရာဆရာမပေါင်း၁၀၀ကျော်၊ကျောင်းသူကျောင်းသားပေါင်း၁၀၀ကျော်ကိုဖမ်းဆီးခံထားရတဲ့ကိစ္စတွေရှိလာတယ်။ရိုက်ကော်တက်ကတူမှာ အာပမာခွာကျုံရဲ့မိသားစုတွေအလုံးခန့်ခန့်ထားရတဲ့ကိစ္စမျိုးတွေရှိလာတယ်။အဲ့တော့ဒီကလေးတက္ကသိုလ်ဥပမာ ကျွန်မပြောရရင်ကလေးတက္ကသိုလ်မှာခန့်ခန့်ထားရတဲ့ဆရာဆရာမတွေဆိုလို့ရှိရင်သူတစ်နှစ်နီးပါးဖမ်းတယ်။ပြီးရင်2025ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာသူတို့ကိုလူငင်းချမ်းသာပေးတယ်ဆိုပြီးတော့သူတို့ထွက်လိုက်တယ်။အဲ့တော့ကျမတို့ကိုသိရတာကကလေးတက္ကသိုလ်ကဆရာဆရာမဖမ်းသွားတာကတော့တရားကြော်မှာသူတို့နောက်ဆုံးကြံတာက12ရက် ဒီ12ရောက်ကို CDM မလုပ်လို့ဖမ်းဆီးထောင်ချတယ်လို့ဒါကိုဘက်ကနေပြီးတော့အကလေး PDF ကနေပြောတယ်လို့ပြောပါတယ်။ဒါပေမဲ့ဒီဘက်မှာကျတော့လေအာဒီဘက်ကိုဟို non CDM လောက်ထားတဲ့ဆရာဆရာမတွေကသူတို့ပြန်လွတ်လိုက်လို့လူငင်းချမ်းသာပြီးလို့ပြန်လွတ်လိုက်တဲ့အချိန်မှာဒီသက်ဆိုင်ရာအစိုးရအစင်းစင်းကိုအစိုးရကရဲ့တာဝန်ရှိသူအစင်းစင်းကိုသူတို့အကြောင်းကြားတယ်ပြီးတော့သူတို့အနေနဲ့အစစ်ဆေးတွေခံတယ်ပြီးတော့ ဒီတက်ဆိုင်ရကနေပြီးတော့အဆန်းကနေပြီးတော့သူတို့ကိုလာဒီဟောတော့ပြန်လဲပြီးတော့တာဝန်ထမ်းဆောင်မလားလို့ပြောရဖြစ်တဲ့အတွက်သူတို့ကပြန်လဲတာဝန်ထမ်းဆောင်ပါမယ်လို့သူတို့ဒီအဆန်းကိုတင်ပြထားတာရှိပါတယ်အဲ့ဒီပြန်လာတဲ့အချိန်မှာသူတို့ဖန်ဆီးခံထားရတဲ့ကာလအတွင်းမှာလဲသူတို့ကိုလာတက်ဆိုင်ဝင်းဌာနအနေနဲ့လာစာကိုလုံးဝမပေးဘူး ပြန်လာတဲ့အချိန်မှာလည်းလစာကိုတလစာပဲပေးထားတာဖြစ်တယ်။အဲ့တော့ CDM လုပ်တဲ့ဒီဆရာဆရာမတွေအနေနဲ့လဲဟလာပြီးခဲ့တော့၄နှစ်ကာလဒဲကိုက CDM လုပ်သွားတဲ့ဝန်ထမ်းတွေလည်းအများကြီးရှိတယ်။ CDM မလုပ်တဲ့ဝန်ထမ်းတွေကြတော့လည်းအခု CDM မလုပ်ဘူး ဖမ်းဆီးခံထားရပြီးတော့ဒါပြန်လွတ်လာတဲ့ non civilian ပေါ့နော်မလုတ်တဲ့ဒီဆရာဆရာမတွေဆိုရင်လည်းဒီဘက်ကိုတက်ဆိုင်ရအစိုးရဘက်ကိုရောက်လာတဲ့အချိန်မှာလည်းအစိုးရကအခုလိုမျိုးသူတို့အပေါ်မှာကျင့်သုံးနေတာမျိုးကိုတွေ့ရတယ်အဲ့တော့ဒီဝန်ထမ်းတွေရဲ့ ဘဝတွေကဘသူတွေကတာဝန်ယူမှာလေ။ဟာဥပဒေပြဌာန်းတယ်ဆိုရဲဟာကမနေ့တနေ့မှဥပဒေပြဌာန်းတယ်။ဖမ်းဆီးတာတွေအလုံးကလုံခဲ့တော့2နှစ်လောက်တည်းကစတင်ပြီးတော့ဖမ်းဆီးပြီးတော့ထောင်ချနေတယ်ဆိုရဲအဖြစ်ပြက်တွေကိုတွေ့ရတယ်။အဲ့တော့ဒီဆရာဆရာမတွေရဲ့ CDN လုပ်တဲ့ဆရာမတွေ non CDN လုပ်တဲ့ဆရာဆရာမတွေရဲ့ဘဝတွေကိုဘသူတွေကတာဝန်ယူမှာလဲလို့ကျွန်မနေ့ချင်ပါတယ်။အေးမိကြီးနေပေါ့နေတော့မေးလေနေပါတက်ပြီးတော့ပလင်ပေါ့ခွေးတန်နေရပဲခွေးတန်နေကောင်တော့မေးပဲမေးနေဘယ်လိုလိုက်မေးနေ ဝတ်တင်နေတဲ့ကောင်ကြောင့်မမေးရဘူးပစက်တော်မဟာယုတ်ဟိုင်းဝိုင်းပြီးပါသုံးလေးရိုက်ပြီးတော့ထဲကိုထည့်ပြီးတော့ဆွဲစီထားတယ်လို့စကလေးကုန်းလည်းပြန်ထွက်လာမယ့်ကောင်မတွေကလာပြီးတော့မေးနေသေးတယ်ဘာလို့လဲဆိုတော့သူတိကိုမသိဘူးလေသူကဟလာသူဖန်းခံရတဲ့နေ့ကဘယ်နေ့လဲတော့ဒီဟာတွေဖွဲ့တာကဘယ်တော့လဲအဲ့တော့ तू မှမသိနိုင်တာဟလာဒါပေမဲ့ဟိုအတန်တော့ကြားနိုင်တယ်ဗျာဘာလို့လဲဆိုတော့အပြင်ပကိစ္စအပြင်ပနဲ့ဟလာဟိုသူ ਨੇ ဆက်သွယ်တဲ့ဟာဂျားထဲမှာဟိုဟိုဟာပေါ့ ဟိုဗာလဲရှင့်နေတွေကတော့ရှိတယ်သို့တော်လဲရှင့်နေတွေကတိတ်ပြီးတော့ဒီတရားခွင်ကာလမှာဒီလိုကိစ္စတွေပြောဖို့ဆိုတာတိတ်ပြီးတော့အချိန်ရတာမဟုတ်ဘူးလေဟလာအဲ့တော့သူ့ရဲ့ဒီအမှုကိစ္စဟိုပဲသူတို့ကဟိုတိုင်ပင်ရတာဖြစ်တဲ့အတွက်ဟိုဒေါံစန်းစုကြည်အနေနဲ့တိစရာအကြောင်းကိုမရှိဘူးပါဖို့အနေနဲ့တတ်ပါဗျာတိစရာအကြောင်းကိုမရှိဘူးဟိုဘလို့လို့သူဖန်ခံလာရတဲ့ဟာနဲ့သူတို့ဖွဲ့တဲ့ဟာတွေနဲ့ဟိုရက်တွေကိုတွက်ကြည့်လိုက်လေ အများကြီးကွာနေတာလေအဲ့တော့ဒေါက်ဆန်းစုကြည်ရောဦးဝင်းမြင့်ရောကဒီကိစ္စကိုတိကိုမသိဘူးဟိုတာဝန်ခံစရာလည်းတောင်းချီဒါမဲ့ဒူးကြဟိုဒူးကြတကွာအဲသူမေကွန်းမေးလိုက်ပြီဆိုကြတယ်ဒီမေကွန်းရှိတယ်ဒီမေကွန်းရှိတယ်ဆိုကြတယ်ကအကောင်ရှိလို့အရေးထင်တာလို့သူနားလည်းသွားပြီးတော့မေကွန်းမေးခိုင်းတဲ့ချိန်မှာတော့မစတော့သူမသိကောင်းမသိပြီမဲ့တိချင်တဲ့တိမသိချင်မသိမဲ့မေကွန်းမေးခိုင်းချိန်မှာဒါရှိတယ်ဆိုတော့ message ကသူ့ရှိမှာရောက်သွားပြောလို့ရတာပေါ့မှန်တော့ပေါ့ဆိုတော့ဒါဆိုရင်သူလက်ခံချင်တယ်လက်မခံချင်ဘူးဆိုတော့သူ့ရဲ့အမူအရာနေသူ့ရဲ့ ီထွက်ဆိုချက်တွေတက်တည်ပြလို့ရတဲ့သဘောပေါ့လက်ခံခြင်းနဲ့ခံနေမခံခြင်းမခံဘူးဆိုတော့ပြလို့ရတဲ့သဘောဖြစ်သွားတော့ဘူးเนาะဒီလိုပြောလို့ရပါဘူးမှန်တာပေါ့မှန်တာနောက်တစ်ခုရှိတာ CIPH ဖွဲ့ဖို့အတွက်အရင်ကကြိုတင်ပြင်ဆင်ထားခြင်းဖြစ်တယ်လို့ဆိုရင်ဆိုတော့အဲ့ဒီမှာဒေါ်စန်းစီဖြေတာကတော့ကျွန်မလုံးဝမသိဘူးတဲ့ဆိုဖြေတယ်ဆိုတော့ CIPH ကိုရခိုင်နဲ့ကကြိုတင်ပြင်ဆင်ထားခြင်းနဲ့ပတ်သက်မရှိဘူးလို့သူထွက်ဆိုတဲ့သဘောကြီးတော့တွေ့ရတယ်သူများအကြောင်းကိုတိုက်ခိုက်ပြီးပြောမှဖြေလို့နည်းနည်းတော့ဟိုပထမဆုံးကြိုတင်ပြီးတော့မှတောင်းပန်ပြရသေးတယ်ဒါပေမဲ့မပြောလို့လည်း မကောင်းဘူးမျက်စိရှိမှတွေ့နေတာကိုအဲ့တော့ဒါတော့မင်းကြီးမုံမင်းဖြစ်ပါတယ်ကိုကိုချင်းဘယ်လိုကြိုက်ကြအောင်လို့ကြည့်ကြည့်အောင်ဗျဟုတ်ဘီနျူးဇာကိုကြုံမျိုးမင်းနဲ့ဒေါ်ဆန်နမင်းနဲ့အင်တာဗျူးပေါ့လေအပိုင်းကတော့ကျွန်တော်ကတနေ့၃လေးမှာ၄လေးကိုတနေ့လေးပဲအဖျားစုပ်ကလေးပဲနောက်ထောင်လိုက်ပါလေဒါတော့လိုက်တဲ့အချိန်မှာကိုပြောချင်တဲ့စိတ်ကတဖွာဖွာဖြစ်လာလို့ပြောလိုက်တာပေါ့နော်အဲ့တော့အဲ့ဒီပြောတဲ့အင်တာဗျူးတဲ့ view လေးကိုကြည့်တဲ့အတိုင်းဒေါ်ဆန်နမင်းကတော့သူကဝေစားက ်တမမင်္ဂလိတယောက်ရဲ့အဖွဲ့စားပဲဖွင့်တယ်ဗျာအခုကျွန်မျိုးမင်းကတော့ကျွန်တော်ဒါခင်ရတဲ့ကျွန်တော်เนี่ยခင်လက်ခင်ပါလေဒါပေမဲ့ကျွန်တော်ကနည်းနည်းပြောချင်တာခင်ရဖွင့်တာဒါပင်ဒီတိုက်ပုံဟိုပဲခင်ရပင်ဒီရှက်လက်တူလေးဖြစ်နေတယ်ပင်ဒီရောင်ပေါ့ဗျာအဲ့ဒီဟာလေးကိုကဥပမာလေးပြောလို့ရှိရင်တော့ NL ကိုပြန်ပြီးတော့အတိတ်တဖန်အသက်တွင်းကျင်နေဆိုတော့ဟိုခင်ရစီမှာစိတ်သက်အခမ်းလေးများရှိနေမလားလို့ကျွန်တော်ကတော့ဒီလိုပဲဒီလိုပဲကျွန်တော်အမျိုးပြုမလို့ပြောဒါဘုံမကြီးကြိုက်ကြရောကွာ ဘုံမတွေကကြိုက်မယ်ပြီးရင်ထဲကိုထည့်မယ်ပြီးရင်ပတ်စလဲရမ်းမယ်ပေါ့နော် ပြရပါဘူးဒါနံပါတ်၄ချက်ပေါ့နံပါတ်၄ချက်ကတော့ဒေါ်စန္ဒမင်းပြောသွားတာအသေးစိတ်မပြောဘူးနော်လူငါးတော်ကျော်တည်နေတယ်ပြည်သူတွေတည်နေတယ်ပြည်သူတွေတည်နေတယ်လို့ဒေါ်စန္ဒမင်းကပြောလိုက်တယ်အဲ့ဒီမှာဒေါ်စန်းသူကြီးက shock ဖြစ်သွားတယ်လို့ပြောတယ်အဲ့တော့အဲ့တော့သူတို့ဒီဒီအခြေချုပ်ချထားတဲ့နေရာမှာတွေ့ရလို့ဒီစကားကိုဒေါ်စန္ဒမင်းကလည်းပြောတာပေါ့ဗျာပြောတာပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်ဒေါ်စန်းသူကြီးကကြတော့ တယောက်ကမှရှောက်တဲ့အခါကြောက်လဲတဲ့အခါကျတော့အဲ့ဒါလေး तू မသိပါဘူးဆိုပြီးတော့ပင်ရင်းတဲ့အခါကျတော့ကဲအဲ့ဒီကူက contradict ဖြစ်တယ်ပေါ့စัจကျင်ပဲဖြစ်မနေဘူးလားစัจကျင်ပဲတော်တော်ဖြစ်သွားပြီစัจကျင်ပဲတော်တော်ကိုဖြစ်သွားပြီဒါမှမဟုတ်ကဲလို့တီးအောင်မှာဘာလဲဆိုရင်တော့ဖြင့်ဒေါ်စားစုကြည်ဆိုတာအဲ့လိုပြောင်းလဲပြောင်းစားပဲအဲ့ဒါအခုဒေါ်စားဆောင်လေးကလည်းဘယ်သူမှရိုက်စစ်လို့မဟုတ်ဘူးသူက interview လုပ်ပြီးတော့သူကသူဖြေထားတာမပြောဘဲနဲ့လည်း तू ကပြောခဲ့မယ်လို့ပြောမှမဟုတ်ဘူးတိုးတော့လေဒေါ်စားစုကြည်ကကြတော့လေအဲ့ဒါတွေကိုတခါလေ तू က neglect လုပ်ပြီးတော့မှ तू တယောက်ခင်မှာမသိပါဘူးဒါတွေကိုလည်းပြောရတဲ့ခါကျတော့ကျွန်တော်တို့ကတော်တော်လေး ဟိုသူတို့ရဲ့သဘောထားကိုပြည်သူတွေသိသိချင်တာပေါ့နော်အဲ့တော့သူတွေကမေစုရဲ့သဘောထားကိုသိရမင်းတို့စစ်ကိုရီရဲ့သဘောထားကိုလည်းသိတယ်အကုန်လုံးသိတယ်ပြည်သူတွေကမင်းတို့အရင်ခေတ်ကောက်ကောင်းနေမဟုတ်ဘူးမင်းတို့အရင်ခေတ်ကောက်လိုဂျင်းထုတ်ရအောင်မဟုတ်တော့ဘူးဒေါ်စနာရင်ပြောသွားတဲ့အချက်တွေမှာတော့သူကဒီလိုလုပ်နေတာတွေကအကျန့်ဖက်နေတာတွေက energy လောက်တာမဟုတ်ဘူးအဲ့တော်တွေကိုရောက်သွားတဲ့ဒါတော်တော်လူနေစုကလုပ်နေကြတာ energy မသိပါဘူးဆိုပြီး energy ကိုတော့ face saving လောက်တာပေါ့ဒါပေမဲ့သိထားဖို့ကတော့ခင်ဗျားတို့မြေပြင်မှာရှိနေတဲ့လူတွေ energy တွေတော်တော်များများတော့ ြည်သူတွေတိုက်ခိုက်ရဆိုရင်လက်ခုလုံးပါတီအားပေးတာ NLD ပဲဒါမို့လို့ကျွန်တော်တို့ကတော့ဘယ်တော့မှဟို NLD ဟာအကြမ်းဖက်ဘူးဆိုတာကိုမယုံကြည်ဘူးလို့ကျွန်တော်အေးမင်းတို့ဘယ်ယုံကြည်မင်းတို့ကြောက်တော့ NLD တန်ကြတယ်မင်းတို့ဖိနှောင်းကြောက်နေတဲ့ကောင်တွေအဖွဲ့ရယူမင်းတို့ကြံ့ဖို့ဖွဲ့ရယူမင်းတို့ကလည်း NLD ကိုမယုံကြည်သူပြည်သူတွေကလည်းမင်းတို့ကိုမယုံကြည်ပါဘူးမင်းတို့ကြံ့ဖို့ကောင်တွေကောင်တော့မင်းဖွဲ့ရခွင့်သိနေတယ်အကုန်လုံးလမ်းမှန်ကြိတ်ခံရမှာအကုန်ပျောက်ပျောက်မှာနော်မင်းတို့စတော့ရှောက်လို့ရမှာမကောင်းဘူး